ုံးပဲမင်္ဂလာပါရှင်။ဆူရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရယ်။ဒီနေ့မှာတော့အိမ်မာနေပြီးတော့ဖုန်းတစ်လုံးနဲ့ရှိုံနဲ့ဝင်ငွေရနိုင်တဲ့နီးလန်းတွေကိုပြပြပေးမှာပဲဖြစ်ပါရယ်။ဖုန်းနဲ့လုံလို့ရတဲ့လုပ်ငန်းတွေကတော့အများကြီးရှိရပါတော့။ဒါပေမဲ့အဲ့ဒီအထက်မှာမှအာကိုကနေပြီးပြောအရင်နေ့စိုက်ထုံးမှုနည်းနည်းနဲ့ပေါ့နော်။အမြင်ရနိုင်တဲ့နီးလန်း၆မျိုးအကြောင်းကိုဒီနေ့ပြပြပေးမှာပဲဖြစ်ပါရယ်။ ပထမတစ်မျိုးကကြတော့အရင်းနှီးလုံးဝရှိစရာမလိုဘူးပေါ့နော်။ဟွန်းဘာလို့တဲ့လုပ်ငန်းလဲဆိုလို့ချင်းကုန်အပ်ရောင်းစနစ်လုပ်ငန်းလို့ခေါ်တယ်။တနည်းပြောရမယ်ဆိုလို့ချင်းတော့ဟိုက order ကောက်တဲ့စနစ်ပေါ့နော်။အဲအထဲရောင်းတဲ့လူတွေအထဲဆိုင်တွေကနေပြီးတော့ဒါမှမဟုတ်လို့ချင်းအထဲရောင်းတဲ့ page တွေကနေပြီးတော့တင်ရောင်းတဲ့ပစ္စည်းတွေကိုကိုယ်ကနေပြီးတော့ကိုယ့်ရဲ့ကိုကိုပိုင်အာ Facebook page တို့ Telegram group တို့ပေါ့နော် TikTok တို့အဲ့ဒီ account တွေမှာအာအမြတ်ပေါ့နော်။အမြတ်တင်ပြီးတဲ့ပြီးတော့ပြန်ရောင်းတာပဲဖြစ်ပါတယ်။အဲ့ဒီလုပ်ငန်း င်းကကြတော့လုံးဝပေါ့နော်အရင်အနေဆိုင်ထုတ်စီရမလို့ဘူးအဲကို့အတွက်အမြန်ရတဲ့လုပ်ငန်းပဲဖြစ်ပါတယ်နောက်တစ်ခုကကြာလဲကြရောကို့မှာအရင်အနည်းရှိဖို့တော့နည်းနည်းရှိဖို့တော့လိုအပ်တယ်အဲ့ဒီအရင်အနည်းကဥမာတသိန်းပြည့်ပြည့်ပေါ့နော်တသိန်းပဲဝင်ကြတာပြည့်ပြည့်ရှိလို့ရှိလို့ရှိရင်အအစင်ပြေတဲ့အထယ်တွေပေါ့နော်အဲ့ဒီအထယ်တွေကိုကိုကနေပြီးရင်းလိုက်တယ်ရင်းပြီးလို့ရှိလို့ရှိရင် အဲ့ထဲကို ပြန်ရောင်းတာပေါ့နော်ရောင်းတဲ့နေရာမှာလည်းပဲအာလူစိတ်ဝင်စား marketing scene ကိုတော့လိုရဲပေါ့နော်ဥမာဗီဒီယိုလေးတွေ fan တီးတာတို့စင်စပွဲပေါ့နော်စိတ်ဝင်စားပွဲဖြစ်အောင်အာပုံလေးတွေကိုရိုက်ပြီးတော့တင်တာမျိုးတို့ကိုယ့်ရဲ့ကိုယ်ပိုင် Facebook page တို့အဲပြောရှင် Telegram group တို့အာ TikTok တို့မှာအဲ့လိုမျိုး like တင်လို့ရတယ်ပေါ့နော်ဗီဒီယိုလေးတွေ fan တီးပြီးတော့တင်တာကပို့ပြီးတော့လူတွေကိုဆွဲဆောင်မှုရှိစေပါတယ်အဲ့လိုမျိုးဗီဒီယိုတွေ fan တီးတဲ့နေရာမှာလည်းပဲအာ cap cap တို့အာ VN တို့ insure တို့စားတဲ့ အဲဗီဒီယို edit လုပ်တဲ့ application တွေကိုတုံးပြီးလဲပြီးတော့အာကိုယ့်ရဲ့ဟိုစိတ်ကြိုက်ပါနော်ဖန်တီးလို့ရပါတယ်လူတွေကိုဆွဲဆောင်ပြီးတော့အလုပ်ရောင်းလို့ရပါတယ် နောက်တစ်ခုအနေနဲ့ကကြတော့ content creator လောက်တာပေါ့နော် Facebook Reel တို့ပြီးလို့ရှိရင် YouTube Short တို့မျိုးပေါ့နော်အဲ TikTok တို့တွေမှာ video အတိုလေးတွေဖန်တီးပြီးတဲ့ပြီးတော့တင်တာပေါ့နော်အဲ့ဒီလုပ်ငန်းကကြတော့အချိန်ပေးရတယ်ပေါ့နော်ဂူးလုတ်ပြီးတော့ဂူးအောင်မြင်တဲ့လုပ်ငန်းတော့မဟုတ်ဘူးပေါ့နော်အဲကိုကအချိန်ကိုပေးဆက်ကြတယ်အဲကိုမှဉာဏ်ရှိရှိသလားပေါ့နော်ဖန်တီးပြီးလဲပြီးတော့အဲသူများစိတ်ဝင်စားလာအောင်သူများကိုအတိအမှတ်ပြုလာအောင်အဲ့လို video လေးတွေကိုအဲတဖြည်းဖြည်းနဲ့တင်းတင်းပေး မယ်ဆိုလို့ရှိရင်ကို့မှာအဲ view တွေအာ follower တွေအများကြီးရလာပြီဆိုလို့ရှိရင်တော့အာဒါကို့အတွက်ပေါ့နော်ဟို sponsor ဘီဟာလိုမျိုးအဲ့လိုကြောင်ညာကတွေတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးတွေရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်အဲ့အရာကလည်းပဲဟိုအိမ်မှာနေရင်းနဲ့ပေါ့နော်အချိန်ခဏလေးပေးပြီးလဲပြီးတော့အာဗီဒီယိုအတိုလေးတွေကိုရိုက်ပြီးတော့တင်း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 ရနေပြီးတော့အာဒါလုပ်လို့ရတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ် နောက်တစ်ခုကကြတော့ graphic designer ပေါ့နော်အဲ graphic designer ကိုမှအသက်ပညာတစ်ခုပေါ့နော်အဲ graphic နဲ့ပတ်သက်ပြီးတော့ logo ဆွဲတာတို့ပေါ့နော်အဲ့လိုမျိုးဟို design လုပ်တာတို့ပေါ့နော်အဲ့ဒီပုံစံမျိုးတက်ထားမယ်ဆိုအဲ့ဒီဟာတွေကိုတက်ထားမယ်ဆိုလို့ရှိရင်တော့အဝင်ငွေကောင်းကောင်းရှာလို့ရပါတယ်အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက်ပေါ့နော်အ logo အပ်တာတို့မျိုးတွေကိုလက်ခံပြီးတဲ့ပြီးတော့အကိုကစမ်းပြီးတဲ့ပြီးတော့လုပ်လို့ရတဲ့လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ် နောက်တစ်ခုအနေနဲ့ကကြတော့ online tutor လောက်တာပေါ့နော်အကိုတက်ထားတဲ့အတက်ပညာတစ်ခုခုဥမာကိုကနေပြီးလဲပြီးတော့အင်္ဂလိပ်စာကိုကြွကြွကြည်ကြည်တက်မြောက်တယ်ဆိုလို့ရှိရင်အဲအင်္ဂလိပ်စာ speaking နဲ့ပတ်သက်တဲ့သင်တန်းတွေပေါ့နော်ပြီးရင်ကွန်ပျူတာနဲ့ပတ်သက်တဲ့အကိုကြွကြွကြည်ကြည်တက်မြောက်တယ်ဆိုလို့ရှိရင်လည်းကွန်ပျူတာနဲ့ပတ်သက်တဲ့အတက်ပညာသင်တဲ့အလက်မှုပညာနဲ့ပတ်သက်ပြီးတော့တက်မြောက်တယ်ဆိုလို့ရှိရင်လည်းလက်မှုပညာနဲ့ပတ်သက်တဲ့သင်တန်းပေါ့နော်အမျိုးမျိုးပေါ့နော်ဟိုသူကျွမ်းကျင်ရာကျွမ်းကျင်ရာကိုအဲကိုကနေပြီးလဲပြီးတော့ Google Meet တို့ပြီးလို့ရှိရင် Zoom တို့ Messenger call တို့ Telegram group တွေကနေပြီးလဲပြီးတော့အပြန်ပြီးတော့ online class တွေပြန်ဖွင့်တာပေါ့နော်အဲ့လိုမျိုးလုပ်တာလည်းပဲကို့အတွက်ဒါအချိန်ကြီးအများကြီးပေးစရာမလိုဘူးကို့အားလိုက်တဲ့အချိန်မှာဗီဒီယိုတွေခန့်တီးပြီးလဲပြီးတော့ဒါကို့အတွက်တစ်ဖက်တစ်လမ်းကနေပြီးတော့ကို့တဲ့ပညာကနေပြီးတော့ဝင်ငွေရနိုင်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့အာဗာလဲဆိုလို့ရှိရင် handmade project ထုတ်လုပ်တာပေါ့နော် ဒီမှာလည်းပဲကိုရဲ့ဟမ်းမဲ့အိမ်မွေးမှုမှုနဲ့ပတ်သက်တယ်ပေါ့နော်အရာတွေဥမာဆိုလို့ရှိရင်အိမ်ကြီးချုပ်တတ်တဲ့လူပေါ့နော်အိမ်အိမ်ကြီးချုပ်တတ်တဲ့လူကလည်းကိုချုပ်ထားတဲ့အိမ်ကြီးဒီဇိုင်းတွေအိမ်ကြီးပုံတွေကိုရဲ့လက်ရာတွေကို ကိုကိုပိုင် Facebook page တို့ TikTok တို့တွေမှာအာချပြမယ်လူတွေစိတ်ဝင်စားလာပြီဆိုလို့ရှိရင်အာကိုကိုအဲ့ဒီကနေပြီးလဲပြီးတော့ဒါဟို ကစတမာတွေပို့ပြီးတော့တိုးလာမှာပေါ့နော်အဲ့တော့အရင်ကနေပြီးတော့ဝင်လျှာလို့ရတယ်ပြီးရင်နောက်တစ်မျိုးဆိုရင်ကိုကခြိထိုးတဲ့အတက်ပညာတွေကိုတက်ထားတယ်ဆိုလို့ရှိရင်လည်းအသေးစားတွေကနေပြီးတော့တဖြည်းဖြည်းနဲ့အဲ line မှာအဲ့လို online class တွေပြန်ခွင့်ပြီးလဲပြီးတော့သင်လို့လည်းရတယ်လို့အပြင်ပမှာလည်းပဲတခြားဈေးဆိုင်နေမှာပေါ့နော်ကိုစီးပွားရေးအသေးစားစီးပွားရေးအနေနဲ့လည်းပဲအာကိုလှုပ်ထားတဲ့အတက်ပညာတွေကိုချပြလို့ရတယ်ပေါ့နော်အဒါအခုပြောထားတဲ့အကြောင်းအရာ6မျိုးကကြတော့ပေါ့နော်အများကြီးကိုအတွက်တနေ့ကုန်အချိန်ပေးပြီးတော့လှုပ်စီရမလို့ဘူးအကိုရဲ့ တခြားကုမလည်းပဲပေါ့နော်တခြားအလုံးတက်ဖက်ရှိရဆိုလို့ရှိရင်အဲ့ဒီအလုံးတက်ဖက်ကအားလက်ကျဲအချိန်ပေါ့နော်ညာဘက်တွေဘာတွေမှာလည်းပဲကိုကနေပြီးတဲ့ပြီးတော့ဒါအချိန်လေးခဏအတွင်းပေးပြီးတဲ့ပြီးတော့အာဒါချေအကျိုးရှိအသုံးချပြီးတော့ line ဖုန်းတစ်လုံးနဲ့ပေါ့နော်ပတ်စံရှာလို့ရတဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်